တခါတလေဘာရဲ့လို့မှမသိစိတ်ရဲ့ခြေနေကနည်းနည်းကျနေတယ်လို့ဖြစ်တတ်တယ်။အဲ့ဒါဆိုရင်အာရုံတောင်းပြီးလောက်ရမယ့်အိမ်မှုကိစ္စတခုခုထလုပ်လိုက်ပါ။ဥပမာမိဖို့ဆောင်ကျမ်းမြင့်တွေရေးစေးဖြစ်တာမျိုးကားရေးစေးဖြစ်တာမျိုးအားနဲ့အင်းနဲ့လောက်ရတာတခုခုပေါ့။တခုခုကိုတကယ်စိတ်ပါလက်ပါလုပ်လိုက်မယ်လို့သုံးဖြတ်လိုက်တာနဲ့ ျော်သွားတာတွေ့ရလိမ့်မယ်ထူးခြားတာက energy ကိုသုံးလိုက်တာနဲ့နောက်ထပ် energy တွေထပ်ထွက်လာတာပဲတကယ်ကိုထူးတာကတော့လုံးတက်လုံးထိုက်တာတစ်ခုခုပြီးမြောက်သွားတယ်။ဒါကြောင့်ကိုယ့်ကိုယ်ကိုချိန်နှက်သွားတယ်။ကိုယ့်ကိုယ်ကိုချိန်နှက်မှုဖြစ်ရတာပျော်စရာတိတ်ကောင်းတာပဲ။ဒါကြောင့်ဘာလုပ်ရမလဲသုံးဖြတ်ပါ။ ပြီးတော့ဘာမှရှိရှိဝေဝေတွေးမနေပဲထလှုပ်လိုက်ပါနောက်တစ်မျိုးအရေးကြီးတာရှိနေတယ်လို့တွေးမိရင်တော့ဆုံးဖြတ်ထားတဲ့အတိုင်းလှုပ်တာလှုပ်လိုက်ပါနာဖန်တဲ့ကိုတဏိတာအတွင်းရရှိတဲ့ကောင်းတာလေးတွေကိုတည်တည်ချာချာတတ်မိုးထားပါကောင်းတာတွေကိုမှဘလောက်ဖြစ်နေလဲပြန်ရည်ကြည့်လိုက်မယ်ဆိုရင်အများကြီးတော့ မနဲ့ချရဲ့နှွေးချွေးတဲ့အရာတွေကနေထားရတယ်။ပြီးရင်ရေကောင်းရေတန့်နဲ့ရေချိုးရတယ်။ပေါင်ပေါင်းမီးခင်လေးစားကော်ဖီပူပူလေးတောက်အောင်ပြီးမှလှုပ်ဆရာရှိတာလုပ်ရတယ်။နင်းလေစားစားတော့လေစားလို့မင်းနေ။ညနေအိမ်ပြန်ရောက်ရင်လည်းပန်းလေးလေးစားပြီးအမောဖြေလို့ရတယ်။ဒါလောက်လေးကိုများဒါရင်ကနေတိုင်းရနေတာပဲလို့အတွေးပါနဲ့ နာလေးအချိန်ပေးပြီးဒီအသေးမွှားလေးတွေကိုပဲအပြည့်အဝခံစားလိုက်ပါငါအမျိုးမျိုးကံကောင်းတဲ့သူပါပြည့်စုံတဲ့သူပါဆိုတာကိုသတိထားအာရုံပြုပါပြီးတော့တမိညလောက်ခြေနိုးနေလိုက်ပါဦးခြေစူးတည်လိုက်တဲ့သူတွေကိုခြေစူးတည်တဲ့စိတ်ကလေးနဲ့ခဏနေလိုက်ပါဦး စိတ်မှာဘလောက်ငြိမ်းချမ်းတဲ့ပျော်ရွှင်မှုဖြစ်လာတယ်ဆိုတာတွေ့ရလိမ့်မယ်။ကိုယ့်ရဲ့နေစဘဝထဲမှာရှိနေတဲ့မပြောပါလောက်ပါဘူးလို့ပဲဆိုရမယ်။အကောင်းမှန်တဲ့များကိုသတိတရရှိရဟာတန်ဖိုးထားတာဟာပျော်ရွှင်မှုအတွက်ကြီးမားတဲ့အကျိုးကိုပြုပါတယ်။ဒါကြောင့်တတ်တောင်တတ်တာထိုင်လိုက်ပါ။ခွက်လာလာလီတဲ့ကို လက်ဖက်ချောင်းမွှေးမွှေးလေးခတ်ထားတဲ့ရင်နှွေးချမ်းလေးထည့်လိုက်ပါ။ရင်နှွေးပူပူလေးအေးအေးဆေးဆေးတောက်အောင်ရင်ငါမှကောင်းပါလေအပြားကြီးပဲ။ငါကန်ကောင်းလိုက်တာလို့ပီတိဖြစ်နေပါ။